ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဒီနေ့ကျွန်တော်အော်တိုဘားလ24ရက်နေ့တောက်ကြနေ့တနည်းအားဖြင့်ညဘက်မှာကပ္ပရွှေဈေးကွက်ဈေးအတက်ကြလာရပေါ့ကြီးစွာတက်ရောက်မှုရှိနိုင်တယ်ပေါ့နော်အမေရိကန်နိုင်ငံရဲ့အရေးကြီးငွေကြေးဖောင်းပွမှုသတင်းချက်တွေထွက်ပေါ်ရှိတဲ့တရက်တာအတွက်ဖြစ်ပျက်လာနေရှိတဲ့ကပ္ပရွှေဈေးကွက်အနေထားကိုကျွန်တော်တုံးသက်ပြောကြားပေးသွားမှာဖြစ်ပါတယ်မနေ့ကတော့ကပ္ပရွှေဈေးကတရက်တာအနေထားမှာဈေးအတက်အနည်းငယ်ပြန်ပြခဲ့တယ်ခင်ဗျာကျွန်တော်မနေ့မှဆိုရင်အမြင့်ဆုံးနေနဲ့ကျွန်တော်တို့၄၁၅၅နာရီဈေးတက်ခဲ့တယ်ပေါ့နော် အဲဒါပေမဲ့ကျွန်တော်အပိတ်ဈေးကတော့ကျွန်တော်လေးတက်20နာဝင်းကျင်မှာပိတ်သွားတာကိုတွေ့ခဲ့ရအဲ့လိုမျိုးမနေ့ကဈေးအသက်ပြန်ပြခဲ့တဲ့ကမ္ဘာရွှေဈေးရဒီနေ့မှာဈေးတောက်လျှောက်ပြန်တက်မလားဒါမှမဟုတ်ကျွန်တော်အင်ကာနေနဲ့ဗိုလ်ဒမူနီယာလိုအကြပ်ဖက်ဆက်သွားမလားဆိုတာကိုကျွန်တော်တို့ကမ္ဘာရွှေရဲ့ဈေးအသက်ကြချက်လေးကိုအရင်ဆုံးတွားကြည့်ပြီးတော့ဤပညာပိုင်းအရင်ဆုံးသုံးသပ်ကြည့်လိုက်မမာရဲမနေ့ကကျွန်တော်တို့ကမ္ဘာရွှေဈေးကွက်ရဲ့တည့်ရတာဈေးအနေထားကျွန်တော်တို့ဒီမှာအာကျွန်တော်တို့ အသက်နဲ့ပြီးခဲ့တယ်ဗောနော်အသက်နဲ့ပြီးခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ကတိတ်ချကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲလို့မေးမယ်ဆိုရင်ကျွန်တော်မနေ့ကဈေးအသက်၃ကြီးကမနေ့ကဗောကျွန်တော်ရင်းနေရဈေးအသက်ဒီအစိမ်းရောင်အတုံးလေးကဘုဒ္ဓဝုနေရဈေးအကြတော့ဒီ body ထပ်ပိုကြီးပြီးတော့ပိတ်နိုင်ခြင်းမရှိခဲ့ဘူး။ဘာညာမနေ့ကဈေးတက်တယ်။ဒါမဲ့အဲ့ဈေးအသက်အားက ဗုဒ္ဓဘုနေ့ကဈေးအကြအားကိုကြော်လွန်နိုင်ခြင်းမရှိဘူးပြီးတော့ကျွန်တော်တို့ဒီအပေါ်ဘက်က480အထက်မှာဈေးပိတ်ဖို့ဆိုပို့ပြီးတော့တောင်ဝေးသေးတယ်ပေါ့နော်မနေ့ကကျွန်တော်တို့အာပြီးခဲ့တဲ့ဗုဒ္ဓဘုနေ့ကပေါ့တတိကျပြောမယ်ဆိုပြီးခဲ့တဲ့ဗုဒ္ဓဘုနေ့ကကျွန်တော်တို့တရက်တာအဖွင့်ဈေးတရက်တာအဖွင့်ဈေးအထက်မှာမနေ့ကတရက်တာအပိတ်ဈေးကဈေးပိတ်နိုင်ခြင်းမရှိခဲ့ဒီနေ့ထောက်ကြည့်ခြင်းအဖြစ်မနေ့ကကပ္ပချွတ်စီကတက်တော်တက်တယ်ဒါပေမဲ့အတက်အားကကျွန်တော်တို့က အပေါ်ရောက်တော့တန့်ပြီးတော့ပြန်ကျလာတဲ့အနေအထားမျိုးလိုယူဆလို့ရတယ်ပေါ့နော်အတက်အားကတိတိတတ်တာအားကောင်းခြင်းမရှိသေးဘူးအာမင်းညာဆိုရင်လည်းကျွန်တော်တို့ကအာအမေရိကန်သမ္မတဒေါ်လန်ထရန့်ကပေါ့နော်ကျွန်တော်ဂျင်ယာချက်တီပါကြီးလုတ်ခဲ့တယ်ဒါပေမဲ့အဲ့ဂျင်ယာချက်တီပါကြီးလုတ်ပြီးရဲ့နောက်ပိုင်းမှာလည်းကဘာချွေဆရာဆက်တက်နိုင်ခြင်းမရှိဘဲနဲ့ပေါ့နော်ကျွန်တော်တို့အဲ့ဂျင်ယာချက်မထုတ်ခင်တော့ဆိုကဘာချွေဆရာကျွန်တော်တို့၄40 50မှာပြည်နေရတယ်ကျညာချက်ထုတ်ပြီးရနောက်ပိုင်းမှာကျွန်တော်တို့ကဈေးနည်းနည်းပြန်ကျပြီးတော့ကျွန်တော်တို့ တရက်တာအပိတ်စေးရကျွန်တော်ဘယ်တော့မှပိတ်ထားခဲ့တယ်လို့မေးမယ်ဆိုရင်ကျွန်တော်တို့၄တင်းနှစ်သုံးနာဝင်းကျင်တော့မှကျွန်တော်ပိတ်သွားခဲ့တာကိုကျွန်တော်မြင်ရတယ်ခင်ဗျဒီနေ့ထောက်အောင်ကြည်ချင်းအားဖြင့်လက်ရှိကပ္ပချွေစီကပရုံးနေ့တော့အောက်စေးရနေရေတူပြန်ကန်တက်လာခဲ့တယ်မနေ့ကလည်းကျွန်တော်တို့ရေတူအတက်အားဆက်ကောင်းခဲ့တယ်ဒါပေမဲ့အတက်အားဆက်ကောင်းဖို့အတွက်လုံလောက်တဲ့ဝယ်လူအားတော့မရှိသေးဘူးခင်ဗျဆက်တက်ဖို့အတွက်ပေါ့နော် ်တက်တော့တက်တယ်ဒါပေမဲ့ဈေးတန်းတစ်ခုရောက်မှာကျွန်တော်ဒီ၄တက်50လို့၄တက်60လို့ဈေးတန်းအရောက်မှာဈေးအသက်တန့်သွားပြီးတော့ပြန်ကျတဲ့အနေအထားမျိုးဖြစ်နေခင်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ကမ္ဘာရွှေဈေးကွက်အနေအထားကိုကျွန်တော်နီးပညာပိုင်းရကျွန်တော်သုံးသက်ပါလို့ပြောရမယ်ဆိုရင်ကမ္ဘာရွှေဈေးရအနေအထားပေါ့ကျွန်တော်နှစ်မျိုးဖြစ်နိုင်ခြေရှိတယ်ဈေးအသက်ကျငိမ့်တန့်ရင်တန့်မတန့်ဘူးဆိုရင်ကျွန်တော်တို့ဈေးအကျဘက်နည်းနည်းပြန်သွားနိုင်ခြေရှိတယ်ခင်ဗျ ုတ်ပြီဈေးအတက်ကျငြိမ်သက်ဆိုဘယ်နဲ့ပဲကြဈေးအတက်ကျငြိမ်သက်နိုင်တယ်ကျွန်တော်တို့လက်ရှိကမ္ဘာရွှေဈေးတက်ပေါ့နော်ကျွန်တော်တို့အပေါ်ဘက်မှာဆိုရင်ဈေးတက်ဖို့အဓိကအဟန်သာဈေးတန်းကဘယ်လောက်ရှိလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်4.80ဈေးတန်းရှိတယ်4.80ဈေးတန်းရှိတယ်အောက်ဘက်မှာဆိုရင်ကျွန်တော်တို့4.90ဈေးတန်းရှိတယ်စီအတက်ကြငိမ့်တက်မယ်ဆိုဒီကြားတွေပဲအတက်ကြပြေးနေလိမ့်မယ်လေအပေါ်လေးတစ်90နဲ့အောက်လေးတစ်90ကြာဈေးတန်းစုံမှကျွန်တော်ဈေးတက်လိုက်ကြလိုက်ပြေးနိုင်တယ် မဟုတ်ဘူးဈေးအကျပဲသွားမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ4090ဈေးတန်းအောက်ကိုဖောက်ကြပြီးတော့ဈေးရဒီမှာကျကျွန်တော်တို့အာပြီးခဲ့တဲ့အဲဘရုံနီယာလိုမျိုးပြအောက်ဘက်ကကျွန်တော်တို့3950တိ3940တိဈေးအနည်းဆုံးဈေးအကျပြသွားနိုင်တယ်ခင်ဗျအဲ့ဒါကြောင့်မို့ဒီနေ့ကျွန်တော်ကဘာချွေစီအနေထားကိုကျွန်တော်နီးပညာပိုင်းအသုံးသပ်မယ်ဆိုကျွန်တော်အတက်အားကိုတိတ်မမြင်မိဘူးကျွန်တော်ကတော့ဈေးငြိမ်တန့်ရင်တန်းမတန့်ရင် ဈေးငင်တဲ့စွာဒီအပေါ်၄၁၉၀နဲ့အောက်၃၀အောက်၄၉၀ပေါ့နော်အောက်၄၉၀ကြားဈေးငင်တန်ရင်တန်မတန်ဘူးဆိုရင်ကျွန်တော်တို့အောက်ဘက်ကိုဈေးနည်းနည်းပြန်ကျနိုင်တယ်လို့ကျွန်တော်ရဲ့အမြင်အရကျွန်တော်သုံးသပ်ထားပါတယ်။ဟုတ်ပြီကျွန်တော်အမြင်ပဲချိန်မှာမှားနိုင်တယ်လို့မြင်မဲ့ဆိုရင်ဒီ၄၁၉ဈေးနှန်းအထက်မှာဒီနေ့တတိတာအတွင်းကဘာရွှေစီပေါ့နော်အချင်းတနားရဲ့အတိုင်းတာပိတ်စိကျွန်တော်တို့ market ခေါ်ရ H1 Bull Candlestick နဲ့ဖောက်တက်ပြီးပိတ်သွားတယ်ဆိုရင်တော့ ကျွန်တော်တို့လည်းချက်ကမှားယွင်းပြီးတော့ကဘာချွေစီရေတိုစီအတက်အားဆက်ကောင်းနိုင်ပါတယ်ခင်ဗျလေးတက်80ဇီနအထက်မှာအချင်းတနားရဲ့အတိုင်းတာပေးစီနဲ့ဖောက်တက်ပြီးမပိတ်မချင်းတော့ကဘာချွေစီဈေးငိမ့်ငိမ့်မငိမ့်ဈေးနဲ့နဲ့ဆက်ကြပါလိမ့်မယ်ဈေးအကျတိကျဖို့အတွက်ဆိုရင်တော့ကျွန်တော်အောက်ဘက်ကဒီ4090ဈေးနဲ့အောက်မှာကျွန်တော်တို့အချင်းတနားရဲ့အတိုင်းတာဒီနေ့တနေ့တာတွင်ပေါ့နော်အချင်းတနားရဲ့အတိုင်းတာပေးစီကျွန်တော်တို့ market ခေါ်ရ H1 Bacon Nest နဲ့ ဖောက်ကြပြီးပိတ်နိုင်ဖို့လိုအပ်ပါတယ်ခင်ဗျအဲအကြောင်းမို့ကျွန်တော်တို့ဒီနေ့ကဘာခွေစေးကိုကျွန်တော်တို့အယောင်းဝယ်လောက်ရမယ်ဆိုရင်ကျွန်တော်အမြင်ရတော့ကျွန်တော်ကတကယ်လို့ကဘာခွေစေးဒီ4180ဇေဒနာဈေးတက်ခဲ့မယ်ဆိုရင်အဲဈေးဒနာဝင်ကျင်မှာကျွန်တော်ရောင်းဖို့အားပေးကျင်ပါတယ်အရှုံးပိုင်းဈေးဒန်4780ထက်လောက်ပေးပါအမြတ်ပိုင်းစည်တန်းအနည်းဆုံးကျွန်တော်တို့4090နာတိယူလို့ရတယ်အများဆုံးအနေနဲ့တော့ဒီ4090အောက်ကိုဖောက်ကျသွားပြီဆိုရင်တော့ကျွန်တော်တို့ အာ4050တွေ4040အထိကျွန်တော်တို့အမြတ်ပိုင်းစည်းတမ်းယူလို့ရပါတယ်ခင်ဗျဟုတ်ပြီဒီကလကွာတေချာမှရောင်းကျင်နေဆိုရင်တော့ဒီ4090ဈေးတန်းအောက်မှာကဘာရွှေစေးကျွန်တော်တို့အချိန်တနားရီအတိုင်းတာပေးစေကျွန်တော်တို့ market ခေါ်ရ H1 Beaconest နဲ့ဖောက်ကြပြီးပိတ်သွားရဆိုရင်ဈေးနဲ့ပြန်တက်ပြီးဆိုရင်လိုက်ရောင်းပါဘလောက်ထိအနည်းဆုံးကျနိုင်လဲမေးမယ်ဆို4090တိအနည်းဆုံးကျနိုင်နေအဲ့မှာအမြတ်ပိုင်းဈေးတန်းကို4090အနည်းဆုံးယူလို့ရတယ်အများဆုံးအနေနဲ့ကျွန်တော်တို့4010ပေါ့နော်ကျွန်တော်တို့ အင်ကာဘုဒ္ဓဘုနေတော့ကြခဲ့တဲ့4010နာဝင်ချင်းဒီကြနိုင်တယ်အများဆုံးအမြတ်ပိုင်းဈေးတန်းကိုအများဆုံးနေတဲ့4010ဒီယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့4100အထက်မှာပေးပါခင်ဗျထားခါတော့ကျွန်တော်အယောင်းလေးလေးဖြစ်ပါကျွန်တော်ဒီနေ့အတွက်တော့ကျွန်တော်အယောင်းပဲပို့သဘောကြမိမနေ့တော့ကျွန်တော်ရောင်းခဲ့တယ်ရောင်းခဲ့တယ်ဗောနောမနေ့တော့ရောင်းခဲ့တယ်ဒီနေ့လည်းကျွန်တော်ဆက်ရောင်းအောင်မှာဖြစ်ပါတယ်ဘယ်ချိန်ထိရောင်းမလဲမလဲဆိုကျွန်တော်တို့ကဘာရွှေစီကတရက်တာမှာဗျဒီလိုမျိုးဈေးအသက်တုံကြီးကြီးတုံမပြီးမချင်းထိကျွန်တော်ရောင်းနေအောင်မှာဖြစ်ပါတယ် ကျွန်တော်အယောင်းကိုပို့အကြိုက်တွေ့နေအောင်မှာဖြစ်ပါတယ်တကယ်လို့တရက်တာမှာဗျဒီနေ့တရက်တာမှာဖြစ်ဖြစ်ဒီလိုမျိုးကဘာချွေအာဈေးရတရက်တာအပေးဈေးရဒီလိုဈေးအသက်တုံကြီးကြီးတုံပြီးခဲ့ပြီဆိုရင်တော့ကျွန်တော်အယောင်းကိုစွန့်လွတ်ပြီးတော့နောက်ရက်တွေမှာဈေးကြတိုင်းလိုက်ဝယ်မှာဖြစ်ပါတယ်ဒီလိုမျိုးဈေးအသက်တုံကြီးကြီးတုံမပြီးမချင်းတော့ရှင်းပါလေကျွန်တော်အယောင်းဘက်ပဲဦးစားပေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့အဖက်ကကိုကဝယ်ချင်းနေဆိုရင်ရောဝယ်ချင်းနေဆိုရင်တော့ အဝဲတိချာမဝဲချင်တဲ့ဆိုရင်တော့ဒီအပေါ်ဘက်က4.80ဈေးနဲ့အထက်မှာကဘာရွှေဈေးဒီနေ့တနေ့သားတွေပေါ့နော်ကျွန်တော်အချင်းတနေ့အတိုင်းတာနဲ့ကျွန်တော်ပြပေးမယ်အခုကတည့်ရတာနဲ့ပြမယ်ပေါ့နော်အချင်းတနေ့အတိုင်းတာလောက်နဲ့ကျွန်တော်ပြပေးမယ်ကျွန်တော်တို့ခဏလေးကြည့်ဟုတ်ပြီအချင်းတနေ့အတိုင်းတာလောက်နဲ့ကျွန်တော်ပြပေးမယ်ဆိုဒီနေ့တည့်ရတာအတွင်းမှာကျွန်တော်တို့ ကဘာချွေစရာတီ၄တောင်၁၀၀ဈေးတန်းအထက်မှာကျွန်တော်တို့အချိန်တနားရဲ့အတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးပိတ်သွားရင်တော့အဲ့လိုပိတ်ပြီးတာချက်ချင်းမဝယ်တဲ့အောင်နည်းနည်းပြန်အကြမှာဝယ်တော့ဗျနည်းနည်းပြန်အကြမှာဝယ်အမြတ်ပိုင်းဈေးတန်းဘယ်လောက်တည်ယူလို့ရရမယ်ဆိုကျွန်တော်တို့၄တောင်၂၂၀လေး၄တောင်၂၃၀အထိဈေးတက်နိုင်တယ်အဲ့လောက်အမြတ်ပိုင်းဈေးတန်းယူပါအရှုံးပိုင်းဈေးတန်းကတော့၄တောင်၁၅၀အောက်လောက်မှာပြီးပါခင်ဗျဒါတေချာမဝယ်တဲ့အဝယ်ပေါ့နော် တကယ်လို့မဟုတ်ဘဲနဲ့ဈေးရပြဒီအပေါ်မဖောက်နိုင်ပဲဒီအောက်ကိုပြန်ကျလာပြီဒီ4090ဈေးနဲ့နားမှာဈေးရအောက်ကိုမဆင်းနိုင်ဘူးဒီဒီနားလိုမျိုးပေါ့နော်ဒီမှာအသက်3ကြီးနဲ့ပြီးသွားရင်ဘယ်လိုလုပ်ရမလဲဒီနားလိုမျိုးအသက်3ကြီးတုံးပြီးသွားပြီဥမာပြဒီအောက်ကိုမဖောက်နိုင်ဘူးဒီ4090ဈေးနဲ့အောက်ကိုမဖောက်နိုင်ပဲနဲ့ဒီလိုမျိုးအစိမ်းရအတုံးတုံးပြီးသွားပြီဆိုရင်ကျွန်တော်ရေးတို့ပြန်ဝယ်လို့ရတယ်အချုပ်ပိုင်းဈေးနဲ့4090ဈေးနဲ့အောက်လောက်ပေးပါအမြတ်ပိုင်းဈေးနဲ့အနည်းဆုံး4030 4050တိယူလို့ရတယ်ဒီထက်ပိုပြီးတော့ risk ယူနိုင်တဲ့စောင့်နေတယ်ဆိုရင်ကိုက4000 160တွေ4180တွေပေးပါအဲ့ဖက်က4090ဈေးတန်းအောင်မဖောက်နိုင်ဘူးဆိုရင်ဒီဝင်းကျင်မှာပြန်ဝယ်လို့ရပါတယ်ကျွန်တော်တို့ဒါမှမဟုတ်ကျွန်တော်ကဒီနေ့အတွက်ကိုကျွန်တော်အဲအယောင်အဝယ်တဲ့ဆိုင်ပေါ့နော်အဝယ်တဲ့ဆိုင်ကျွန်တော်အယောင်ကိုတော့ပို့ပြီးတော့အကြိုက်သွေးမိတယ်ခင်ဗျဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာပေါ့ဒီနေ့ကမ္ဘာချွေစင်းကွက်အနေထားတော့မသိကြမရမှုတွေကျွန်တော်တို့ပြန်နေနေပါလေပြောချင်တာတက်ဖို့လည်းမသိကြဘူးကြောက်ဖို့လည်းမသိကြဘူးဒါကကျွန်တော်အမြင်ရတာကျွန်တော်အကြမယ်လို့သုံးသပ်တာပေါ့နော်လက်ရှိဈေးကွက်နေထားတော့ကျွန်တော်ကျွန်တော်တို့ဈေးကွက် သဘောတရားပြောမယ်ဆို sideway လို့ပြောလို့ရတယ် sideway ဆိုတာကျွန်တော်တို့ဈေးငိမ်တန်းအနေထားပြည်နေလို့ပြောလို့ရတယ်ခင်ဗျပြီးတော့ကျွန်တော်ဒီနေ့ညမှာ data တွေထွက်ပို့ရှိရနော် data တွေထွက်ပို့ကြည့်တဲ့အမေရိကန်နိုင်ငံရဲ့အရေးကြီးငွေကြေးဖောင်းပွားမှုသတင်းတွေထွက်ပို့ရှိတယ်အဲ့ဒီသတင်းတွေရလက်ကိုတော့ကျွန်တော်ခုနသတင်းပိုင်းမှာကျွန်တော်ဆက်ပြီးသုံးသပ်ပေးမယ်အဲ့ဒီသတင်းတွေထွက်လာတဲ့အချိန်မှာကမ္ဘာ့ရွှေ့ဈေးကွက်ဘယ်ဘက်သွားနိုင်ခြေရှိလဲဆိုတာကိုကျွန်တော်တို့ဒီဈေးတန်းနှစ်ခုနဲ့ပဲကြည့်ပြသတင်းထွက်ပြီးတဲ့အချိန်မှာသတင်းထွက်ပြီးပေါ့နော် ပြီးတဲ့ကမ္ဘာရွှေရဲ့အချိန်တနာရီအတိုင်းအတာအပိတ်ဈေးက0.80အထက်မှာပိတ်သွားခဲ့တယ်ဆိုရင်ကမ္ဘာရွှေဈေးဈေးအသက်ဖက်ဆက်သွားလိမ့်မယ် risk ယူရရင် live ဝယ်လို့ရတယ်အဲ့ညဘက်ပေါ့နော်အမေရိကန်နိုင်ငံအရေးကြီးငွေကြေးဖောက်ပေါက်သတင်းတွေထွက်ပြီးမှကျွန်တော်တို့အဲ့အချိန်တနာရီအတိုင်းအတာအပိတ်ဈေးက4090အောက်ပိတ်သွားခဲ့ပြီဆိုရင်အကြပဲပြန်သွားမယ်ခင်ဗျ risk ယူရရင်ရေတိုးလိုက်ရောင်းလို့ရတယ် အဲ့တော့တရင်ရလက်ဘလိုပဲထွက်ပါစေတရင်ရလက်ထွက်ပြီးအချင်းတနားရအတိုင်းတာပေးစေဒီထက်ပိုတိကြခြင်းတော့အချင်း၄နာရီအတိုင်းတာပေးစေတွေပါတယ်ပေါ့နော်အဲ့ရတွေကိုစောင့်ကြည့်ပါ၄180အထက်မှာပိတ်သွားရင်ဈေးဆက်တက်မယ်460အောက်မှာပိတ်သွားရင်ဈေးပြန်ကျမှာဖြစ်ပါခင်ဗျာပြီးတော့တရင်တရက်တာပေးစေပေါ့နော်ကျွန်တော်နီးပညာပိုင်းတရင်တရက်တာပေးစေဘယ်ပေါ်ပိတ်ရင်ကျွန်တော်တို့ဈေးအတက်အားဆက်ကောင်းမလဲဘယ်အောက်ပိတ်ရင်ဈေးအကျဆက်ကောင်းမလဲဒီဈေးနှန်းနှစ်ခုပဲကျွန်တော်ကြည့်ရမှာဗျာ ဒီနေ့တရက်တာပိတ်ဈေးရဒီ4180ဈေးတန်းအထက်မှာဈေးပိတ်သွားတယ်ဆိုရင်နောက်တစ်ပတ်ထဲမှာကမ္ဘာရွှေဈေးကိုပေါ့နော်ကျွန်တော်တို့4300နေပါပြီပြန်မြင်ရလိမ့်မယ်ခင်ဗျမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနဲ့မော်ဒီနေ့တရက်တာပိတ်ဈေးရကမ္ဘာရွှေရအပိတ်ဈေးရ4090အောက်မှာတရက်တာဈေးပိတ်သွားခဲ့ဆိုရင်တော့နောက်တစ်ပတ်ထဲကိုကျွန်တော်တို့3900ဈေးနဲ့နာတီဈေးအကြမှန်းထားတာကောင်းပါလိမ့်မယ်အဲအကြောင်းကျွန်တော်ဘယ်ဈေးမှာပိတ်မလဲဒီညက် တပတ်တာအပိစေပေါ့တနည်းအားဖြင့်ဒီနေ့ညတောက်ကြနေတည့်ရတာအပိစေကျွန်တော်တို့တနည်းတနည်းအားဖြင့်အော်တိုဘာလစတုတ်တာအပတ်တပတ်တာအပိစေကဘယ်မှာပြိမလဲဆိုတာကျွန်တော်တို့မနေ့ပြန်မနေ့လောက်ဆိုအဖြေသိရပါပြီအဲ့အပိစေပေါ်မူတည်ပြီးတော့နောက်တစ်ပတ်ဈေးတက်နိုင်လားကျနိုင်လားဆိုတော့ကျွန်တော်အကြံဖြင့်သုံးသပ်လို့ရတယ်ပေါ့နော်မဟုတ်ဘဲနဲ့ဈာမှာပြိသွားရင်ဗျပြီးခဲ့တဲ့3ရက်ကလိုမျိုးပြီးခဲ့တဲ့ဘာ3ရက်ဆိုတာ4ရက်ပေါ့ပြီးခဲ့တဲ့4ရက်ကလိုမျိုးဈာဈာမှာပြိသွားရောဈာမှာပြိသွားတယ်ဆိုရင်တော့ကျွန်တော်တို့က အဲ့ဒါဆိုရင်တော့နောက်တစ်ပတ်မှလည်းကျွန်တော်တို့ကဗျာနောက်တစ်ပတ်ပိုတိုဘူးနဲ့အမေရိကန်ဘန်တူးနှုံးဆုံးဖြတ်ချက်မထွက်ခင်တိဒီကြားထဲမှာပဲတက်လိုက်ကြလိုက်ပြီးနေဖို့အလားလားများနိုင်မယ်ခင်ဗျာဘလို့တွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်အောင်ဖြစ်ပါတယ်ဒါလျောက်နီးပညာပိုင်းအောင်သုံးသက်ချက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ကမ္ဘာဖြစ်စဉ်ဈေးငြိမ်ငြိမ်မငြိမ်ရင်ဈေးနည်းနည်းဆက်ကြနိုင်တယ်လို့ကျွန်တော်တူရဲမြင်ရသုံးသက်ထားပါတယ်ကျွန်တော်နဲ့အမြင်တူအကြိုက်တူမှသာကျွန်တော်သုံးသက်ချက်တိုင်းလိုက်ပြီးတော့အရောက်ဝယ်လုပ်ပါနော်ကျွန်တော်လည်းမှားနိုင်ပါတယ်ဟုတ်ပြီပြီးရင်ကျွန်တော်သတင်းပန်းကိုတွားကြည့်အောင် သတင်းပိုင်းကြည့်မယ်ဆိုရင်ကျွန်တော်ဒီညမှာသတင်းတွေများရတာဒီတပတ်တည်းကသတင်းတွေတကယ်တော့ထွက်တာနဲ့ဒီတောက်ကြနေညမှာသတင်းတွေ6ခုလောက်တောင်ထွက်ဖို့ရှိရပေါ့တကယ်တော့ဒီသတင်း6ခုထဲမှာဗျာကျွန်တော်ရွှေ့ထားတဲ့ဒေတာလေးပေါ့ရက်ရွှေ့ထားတဲ့ဒေတာလေးအရင်ပတ်တွေတော့ထွက်ဖို့ရှိတယ်ဒါရင်ပြဿနာအမေရိကန်အစိုးရရဲ့ကဘာမဲ့ shutdown ကြောင့်ပေါ့ဒီတပတ်ကိုရွှေ့ပြီးတော့ဒီတပတ်တောက်ကြနေမှာပြုံထွက်မဲ့ဒေတာလေးရှိတယ် အဲ့ထဲမှာကျွန်တော်အရေးကြီးဆုံးဒေတာကတော့ဗမာစံတော်ချိန်ည9:00မိုင်မှာထွက်မဲ့အမေရိကန်နိုင်ငံရဲ့စက်တင်ဘာလငွေကြေးဖောင်းပွားမှုနဲ့သက်ဆိုင်တဲ့သတင်းဒေတာ၃ခုဖြစ်ပါတယ်။ကို CPI MOM စက်တင်ဘာ CPI MOM စက်တင်ဘာနဲ့ CPI YOY စက်တင်ဘာလို့ဖြစ်ပါတယ်။ဒါလို့ဒီငွေကြေးဖောင်းပွားသတင်းတွေကအရေးကြီးတယ်လို့မြင်မှာဆိုနောက်တစ်ပတ်ထွက်မဲ့နောက်တစ်ပတ်တနည်းအားဖြင့်နောက်တစ်ပတ်ထုတ်ပြန်မဲ့အမေရိကန်နိုင်ငံရဲ့ဘဏ်သုံးလုံးစုံမဲ့ချက်က ဒီငွေကြေးဖောင်းပွားမှုတည်င်းနေရအလောက်ကန်တည်င်းနေပေါ့နော်အခုချိန်ဒီတော့မထွက်သေးတဲ့အလောက်ကန်တည်င်းနေနန်းဖန်ပေးလို့တော့ဘာလို့ပေါ့မူတီပြီးအောင် तू ကဘန်တုံးလုံးလျှော့မလားမူလတိုင်းထားမလားဆိုတော့ तू ကဆုံးဖြတ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မူတီညထွက်မယ်ပေါ့နော်ဒီအမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုတည်င်းနေရလက်ကအမေရိကန်နိုင်ငံရဲ့ပေါ့ကျွန်တော်တို့ဘန်တုံးလုံးဆုံးဖြတ်ချက်တော့ तू ကအရေးကြီးပါတယ်နောက်အပတ်ထွက်မယ်ဘန်တုံးလုံးဆုံးဖြတ်ချက်ကတော့လျှော့ဖို့များပါတယ်လျှော့မှာပါ99%လောက်လျှော့မှာပေါ့နော်ဒါပေမဲ့ အခုရှိတာကနောက်လာမဲ့ဘန်တိုးလုံးတွေမှာဥပမာ17ပိုင်းမှာဘန်တိုးလုံးရှိတယ်နောက်နှစ်တင်မှာဘန်တိုးလုံးရှိတယ်အဲ့ဘန်တိုးလုံးတွေထက်လျှော့မလျှော့ဆိုတာဒီနေ့ညထွက်မယ်ပေါ့နော်ဒီငွေကြေးဖောင်းပေါင်းမှုတရင်ပေါ်မူတည်နေပါတယ်တကယ်လို့တာငွေကြေးဖောင်းပေါင်းမှုတရင်ရလက်တွေပေါ့နော်ဒီ data ရလက်တာကျွန်တော်ကောင်းတာဆိုတာတဲ့များတာနည်းတာနဲ့ပဲပြောလိုက်တယ်ဒီငွေကြေးဖောင်းပေါင်းမှုတရင်နေရာကြာကောင်းတာဆိုတာလည်းတော့ပြောလို့မရအောင်ပြများတာနည်းတာပဲပြောလို့ရငွေကြေးဖောင်းပေါင်းမှုတရင်နေရလက်တာများခဲ့တယ်တနည်းအားဖြင့်ကျွန်တော်တို့ အာဘန်စကားနဲ့ပြောမယ်ဆိုဟော့ခဲ့တယ်ပေါ့နော်ပငွေကြေးပေါမောက်တဲ့တဲ့တင်းရလက်သေးတာဟော့ခဲ့တယ်ဆိုရင်ပြဿနာဘာရှိလာနိုင်လဲမေးမယ်ဆိုရင်အမေရိကန်ဘိုးဘန်တွေနဲ့ဒီလဘန်တုံးလုံးဆုံးဖက်ချက်ပေါ့နော်နောက်တစ်ပတ်ဘန်တုံးလုံးဆုံးဖက်ချက်မှာရှော့နိုင်ပင်မဲ့နောက်ထပ်လာမဲ့ဘန်တုံးလုံးဆုံးဖက်ချက်ဒီမှာရှော့ဖို့ရအခက်အခဲရှိနိုင်တယ်ခင်ဗျာဘာလို့လဲမေးမယ်ဆိုရင်ငွေကြေးပေါမောက်မှုနှုံထားကမြင့်တက်နေတဲ့ချိန်မှာဘန်တုံးလုံးရှော့လိုက်တယ်ဆိုရင်ဘန်တုံးလုံးရှော့လိုက်တဲ့အနေထားမှာကျွန်တော်ငွေကြေးပေါမောက်မှုကထက်တက်လာနိုင်ဘန်တုံးလုံးရှော့ရင်ငွေကြေးပေါမောက်မှုကတက်လိရှိတယ်ခင်ဗျာ အဲ့ဒီအချိန်မှာပဲကျွန်တော်ငွေကြေးဖောက်ဖောက်မှုနှုံထားရပြအပေါ်ရောက်နေတယ်အမြင့်ဆုံးအနေထားရောက်နေတဲ့အချိန်မှာဘန်တူးနှုံတစ်ချိန်ပဲလျှော့လာပြဿနာမရှိသေးဘူးနည်းနည်းပဲထက်တာပေါ့ဘန်တူးနှုံထက်ခါထက်ခါဗျာနောက်အချိန်ဒီမှာထက်ခါထက်ခါလျှော့ခဲ့တယ်ဆိုရင်အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောက်ဖောက်မှုနှုံထားကအမြင့်ဆုံးအနေထားရောက်သွားနိုင်ပါတယ်ပြီးတော့လက်ရှိအမေရိကန်ဘုံပိုင်ရဲ့ policy တွေကအဓိက policy တစ်ခုကငွေကြေးဖောက်ဖောက်မှုနှုံထားကိုထိန်းဖို့ဆိုတဲ့ target ကသူတို့ရဲ့အဓိက policy ဖြစ်ပါတယ်ဒီနေ့ထားမှာဗျာအမေရိကန်နိုင်ငံရဲ့စီးပွားရေးကလက်ရှိမှာတော်တော်ထိမြင်နေတာမှာ အမေရိကန်ဘောဘန်ကဘန်တုံးလုံးထက်ခါထက်ခါရှော့ခဲ့လို့ငွေကြီးဖောက်ပမှုနှုံထတာစံချိန်တင်နေပါပြီတက်သွားခဲ့တယ်ဆိုရင်တော့အမေရိကန်စီးပွားရေးကကျွန်တော်တော်တော်လေးကိုထိသွားမှာဖြစ်ပါတယ်။အဲ့အနေထားကိုကျွန်တော်အမေရိကန်ဘောဘန်လည်းလိုလားမမဟုတ်ဘူးပေါ့နော်လက်ရှိ Trump အစိုးရကလည်းလိုလားမမဟုတ်ဘူးအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီနေ့ညပေါ့နော်ကျွန်တော်တို့ဟိုဒီငွေကြီးဖောက်ပမှုတရင်တွေကအရေးကြီးပါတယ်ဒီနေ့ညငွေကြီးဖောက်ပမှုတရင်တွေအများကြီးခဲ့ရှင်လည်းနောက်တစ်ပတ်ဘန်တုံးလုံးကရှော့မှာရှော့မှာပဲ။ အဲ့ဆိုနောက်ပြဘန်တုံးတော့ရှော့ဖို့တေချာတလောက်ရှိတယ်။ဒါမှမဟုတ်ကျွန်တော်ကနောက်လာမဲ့ဘန်တုံးတော့ဆုံးဖြတ်ချက်တွေဒီနေ့ညငွေကြေးဖောင်းပွားမှုနှုံထားအရန်များနေခဲ့တယ်ဆိုရင်နောက်လာမဲ့ဘန်တုံးတော့ဆုံးဖြတ်ချက်တွေကရှော့ဖို့တိတ်မတေချာတော့ဘူးပေါ့နော်။အဲ့လိုအနေဒါမျိုးဆိုရင်ရေပူရအပြင်တုံးတက်မယ်ဆိုရင်ကဘာရွှေကပြန်ကျသွားနိုင်တယ်။မဟုတ်ဘဲနဲ့ဒီနေ့ညထွက်တဲ့ပေါ့နော်ဒီငွေကြေးဖောင်းပွားမှုနှုံထားတဲ့ဒါနဲပြီးထွက်လာခဲ့တယ်နော်။ အမေရိကန်ဘောပန်နေနဲ့ဗျာဒီလဘန်တိုးတုံးအေးဆေးရှော့လို့ရတယ်နောက်လဘန်တိုးတုံးနေမှာလည်းဇက်တအေးဆေးဆေးရှော့လို့ရတဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်အဲ့လိုဖြစ်သွားရင်တော့ကမ္ဘာရွှေရတော့အသက်ဖက်ပြန်ရောက်သွားနိုင်တယ်ပေါ့နော်ဒါကတော့သတင်းပိုင်းရရေးဘူးရသုံးသက်ချက်ပါအဲကိုကခုနပြောလို့ပေါ့နော်အသက်ဖက်ရောက်နိုင်လားအကြဖက်ရောက်နိုင်လားပြီးတော့ဝဲတင်လားရောင်းတင်လားဆိုတာကိုတော့တပတ်ကနီးပညာပိုင်းရလည်းကျွန်တော်ကပြန်ချိန်ညှိပြီးတော့သုံးသက်ကြည့်ဖို့လိုအပ်ပါသေးတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီနေ့ညဒီ အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပေါင်းမှုတည်နေကိုကျွန်တော်တို့ကအဓိကစောင့်ကြည့်ဖို့လိုအပ်တယ်ခင်ဗျ။ဒီအားလေးကအရေးကြီးပါတယ်အဲ့တရင်တုံးကူပေါ့နော်ပြီးရင်ကျွန်တော်တို့ဗမာစံတော်ချိန်ည8:15မိနစ်ချိန်မှာအာအော်တိုဘာလရေပေါ့နော်ကျွန်တော်တို့ကအာကုံထုတ်လုံးမညုံကိန်းထွက်ဖို့ရှိတယ်ပြီးရင်8:15မိနစ်ချိန်မှာပဲကျွန်တော်တို့အော်တိုဘာလရေကျွန်တော်တို့ဝန်ဆောင်မှုညုံကိန်းထွက်ဖို့ရှိတယ်ပြီးရင်ကျွန်တော်ည8:00ခွဲချိန်မှာ new home set ပေါ့နော် new home set ကျွန်တော်တို့အိမ်ရအစ်စ်ရောင်းချမှုတုံးတာထွက်ဖို့ရှိတယ်အိမ်ရအစ်စ်ရောင်းချမှုတုံးတာတော့ညံ့မယ်လို့မှန်းထားတယ်ဗျာ တခြားဒေတာတွေကအဲ့ဝန်ဆောင်မှုညွန်ကိန်းတို့ကွန်ထရောလမှုညွန်ကိန်းတို့ကညံ့မယ်လို့မှန်းထားတယ်။ဒီနေရာမှာဒေတာညံ့ပြီဆိုတာနဲ့ကဘာဖြစ်စီတက်မယ်လို့တော့ပြောလို့မရဘူး။ဘာလို့လဲမေးမယ်ဆိုတော့အဲ့ဒေတာတုံးတဲ့စာရင်လက်ရှိမှာ Twitter တွေပေါ့နော်တကဘာလုံးရဲ့အာယုံကကျွန်တော်တို့က9နိုင်မှထွက်မယ်ငွေကြေးဖောက်ဖောက်သတင်းတွေပေါ့အာယုံရောက်နေတာဖြစ်တာဖြစ်တဲ့ခါမှာဒီညမှာအဓိကပေါ့နော်ကဘာချွေစီကွက်ကိုသတင်းပိုင်းရအဓိကမောင်းနှင်ပေးမဲ့သတင်းတွေကတော့ ည9နာရီမှာထွက်မယ်ငွေကြေးဖောင်းပွားမှုနဲ့သက်ဆိုင်တဲ့သတင်းသုံးခုပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့မနေ့ညဆိုရင် trunk ကကျွန်တော်တို့ကဒါကြီးညာသွားခဲ့တယ်ပေါ့နော်သူတို့အဲပြီးသူအနေနဲ့တရုတ်တမလာရှိချင်းပြင်နေသူတွေးဖို့ရှိတယ်ပေါ့အရင်ရက်တော်ကတော့တွေးတွေးဖို့ကပြက်ပြက်သွားပြီးဘာညာပြောပြောအခုကျတော့တွေးဖို့ပြန်ဖြစ်တယ်ပေါ့တကယ်တွေးပြီးမတွေးပြီးကတော့သူတို့တွေးမှရက်ကွတိမှာပဲတည်ရလိမ့်မယ်သူတို့တွေးမလားမတွေးဘူးလားကိုကတော့တွေးမယ်ပြောလိုက်မတွေးဘူးပြောလိုက်ပြောနော်ဒါထွက်ရင်သဘောတဘောရ အာတရင်နဲ့တရင်မတူတာဖြစ်တဲ့အခါမှာသူတို့ဘလို့ဆက်ဖြစ်လာမလဲကြည့်ရမယ်ပြီးအောင်မင်းညာတော့ကျွန်တော်ရုရှားရဲ့ရေနံကုမ္ပဏီနှစ်ခုကိုအာထရန်အစိုးရကကျွန်တော်တို့ဒါဆန်ရှင်ချလိုက်တယ်ပေါ့ဆန်ရှင်ချလိုက်တဲ့အခါမှာအာဂျီနန်စီးတွေပါဆိုဟိုကတက်သွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဘလို့ဆက်ဖြစ်လာမလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်ရမယ်ရုရှားနဲ့ကျွန်တော်တို့အမေရိကန်ပြည်ထောင်စုပေါ့ယူကရိန်းစစ်ပွဲပြည်ထောင်စုပြီးရင် အာတရုတ်နဲ့အမေရိကန်တွေ့ပြီးဆွေးနွေးမယ်ကုန်သွယ်ရေးကိစ္စပြဿနာကသူတို့အနေနဲ့ကျွန်တော်နောက်တစ်ပတ်နှစ်ပတ်အတွင်းတော့ကျွန်တော်အဖြေထွက်ဖို့အများနိုင်ပါတယ်လက်ရှိမှာတော့သူတို့ကအဖြေကောင်းကောင်းရှာမရတဲ့အနေအထားမျိုးပေါ့နော်လက်ရှိမှာတော့သူတို့အာတစ်ပတ်နဲ့တစ်ပတ်အားပြိုင်နေတဲ့အနေအထားမျိုးလို့ကျွန်တော်ယူဆပါတယ်အဲ့ဒါပြတဲ့ခါမှာအဲ့ဒီသတင်းနေရပေါ့နော်ကျွန်တော်တို့ကအဖြေရလက်ကတော့နောက်တစ်ပတ်နှစ်ပတ်အတွင်းထွက်လာဖို့အနေအထားများနိုင်ပါတယ်အရာအချိန်နေပို့ဆိုးသွားနိုင်လားကောင်းသွားနိုင်လားအနေအထားပေါ့နော် ဒါမှမဟုတ်ကျွန်တော်ကသတိထားဖို့လိုလိုတယ်ခင်ဗျဒါလေးနဲ့ပတ်သက်ပြီးတော့ breaking news တွေကလည်းကျွန်တော်တို့မထင်မှတ်ထားတဲ့အချိန်တွေမှာထွက်လာနိုင်ပါတယ်။ဥပမာကျွန်တော်ကဒီနေ့မှာအယောင်ဝယ်တွေလှုပ်ထားတဲ့စနေတွင်းနေ့မှာကျွန်တော်နဲ့စန့်ကျင်ဘက်ဖြစ်စင်နိုင်တဲ့သတင်းတွေကောက်ထွက်လာရဲဆိုရင်ကျွန်တော်တို့က risk များသွားနိုင်တယ်ခင်ဗျ။အဲဒါကြောင့်မို့ကျွန်တော်တို့ဒီမျိုးနေမျိုးမှာကျွန်တော်အယောင်ဝယ်လုပ်မယ်ဆိုရင်အထူးသတိထားအယောင်ဝယ်လုပ်ပါ။ risk management တိကျလှုပ်ထားဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်။ပြီးတော့ကျွန်တော်ဒေါ်လာအင်တက်ကိုကြည့်မယ်ဆိုရင်လည်းဒေါ်လာအင်တက်ကြည့်ရအောင်ဒီနားပဲဗျ66နဲ့69ကြာ။ဒေါ်လာအင်တက်ကအပေါ်လည်းတိတ်မတက်တော့အောက်လည်းတိတ်မကြဘူး။ ဒေါ်လာအင်းတန်းလည်းကျွန်တော်ထင်တာကတော့ဒီနေ့ CPI ကိုစောင့်နေဒီနေ့အဲ့ပေါ့နော်ငွေကြေးဖောင်းပေါင်းတဲ့တင်းတွေကိုစောင့်နေလာလားဒါမှမဟုတ်ရင်နောက်တစ်ပတ်ဘော်ဒမူနေထွက်မယ်အမေရိကန်ဘန်ဒနိုဆိုဖက်ချက်ကိုစောင့်နေရလားတခုခုပဲပေါ့နော်ဒေါ်လာဒေါ်လာအင်းတန်းကလည်းတိတ်အရွေးမတိတ်မတွေ့ရသေးဘူးအဲ့ကြောင့်ကျွန်တော်မကြခင်မှာတော့ဒေါ်လာအင်းတန်းတဖက်ဖက်ကိုပေါ့နော်အတက်ဖက်ဖြစ်စေအကြောက်ဖက်ဖြစ်စေကောင်းကောင်းရွေးတာမျိုးကိုမြင်ရနိုင်တယ်အဲ့လိုရွေးပြီးဆိုရင်လည်းကျွန်တော်အဲ့ချိန်မှာဆိုရင်လည်းကျွန်တော်ဒေါ်လာအင်တာနက်ပေါ့နော်ကမ္ဘာရွှေရဲ့စက်နွယ်မှုကအဲ့ချိန်မှာပြန်ပြီးတော့အတက်ဝင်လာပြီးတော့ ဒေါ်လာအင်းသက်ရွေးတဲ့ဘတ်နဲ့ကျွန်တော်စန့်ကျင်ဘက်ကိုကမ္ဘာရွှေကအကောင်းကောင်းနဲ့ရွေးသွားနိုင်တယ်ခင်ဗျအဲကြောင့်ကျွန်တော်ကဒေါ်လာအင်းသက်အနေထားကိုလည်းကျွန်တော်ကဒီနေ့အစပြီးတော့တရားစောင့်ကြည့်ဖို့တော့လိုအပ်ပါတယ်ဟုတ်ကဲ့ဒါလီယာရောကျွန်တော်ရဲ့ဒီနေ့ပေါ့နော်ကျွန်တော်တို့အော်တိုဘာလ24ရက်နေ့သတင်းတွေအများကြီးထွက်ဖို့ရှိတဲ့တရက်တာအတွက် ကဘာဖြစ်စီကွာတုံးတဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုတရက်တာတုံးတဲ့ချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော် YouTube channel ကျွန်တော် Telegram channel ကျွန်တော် TikTok account တွေကို subscribe see fat and follow လေးလုပ်ပေးထားကြပါခင်ဗျပြီးတော့ကျွန်တော်ကျွန်တော်စီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ပေါ့နော် online တိတန့်ချစ်ကန်နဲ့တင်တာနေတယောက်လိုချင်းနေဆိုရင်တော့ကျွန်တော်ရဲ့ Telegram ကျွန်တော် YouTube channel ကျွန်တော်ရဲ့ Viber တွေကနေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျကဘာချွေ Twitter အလုပ်ပဲဒီနေ့ကျွန်တော်တို့ October 24ရက်နေ့တောက်ကြနေတဲ့အတားမှာကဘာရွှေစည်းကွက်အသက်ကြာကိုအထူးတတိထားအရောင်းဝယ်လုပ်ပြီးတော့ အခုအော်တိုဘာလစတုတ္တဘတ်ကိုကျွန်တော်တို့အကျိုးမြတ်နဲ့ပိတ်သိမ်းနိုင်ကြပါစေလို့ကျွန်တော်စွန့်မကောင်းတောင်းလိုက်ပါတယ်ခင်ဗျ။